ငါညီသားနောက်မယ်ဒီပင်မလာမှတ်တယ်နေကလည်းပူမပူပဲကိုဟေ့ဒင်းကိုထရေတမြူဆက်လိုက်ကြတဲ့အမိအတွက်တိုက်ပွဲတပွဲမောင်တာနိုးယဟန်ကြောင်းတွင်ဝင်လာခဲ့တဲ့တငယ်လေးရဲ့မျက်နာဟာဒေါသနဲ့ရဲရဲหนีလို့နေကအပွန်အပဲ့တွေနဲ့သွေးစားတွေဟာပေချမ်းနေပြီးတကိုယ်လုံးမှလည်းရှုံအလူးလူးနဲ့ဇရက်ပေါ်ကအမိဖြစ်သူ မြက်ကလူးစံပြနဲ့ပြေးစင်လာတဲ့ကသိုးရင်ပူပန်တဲ့လေးတန်းနဲ့တာအနိရုဒ္ဓဘလို့ဖြစ်လာတာလဲလို့မေးလိုက်တယ်။တငယ်ကရုတ်တရက်မဖြစ်နှက်ခမ်းကိုသာကြိုက်လိုက်တယ်။အတန်ကြာမှသူတို့ငါ့ကိုမတော်မတရားတွေပြောကြလို့ငါသူတို့နဲ့တပ်ပုတ်လာခဲ့တဲ့အမိတဲ့သူတို့ဆိုတာဘသူတွေလဲရွာတဲကတငယ်တွေပေါ့ သူတို့နင်းကိုဘလို့များမတော်မတရားတွေပြောကြတတော့ယဟန်เจ้าမှာကတ်နေတဲ့စွန့်ကြန့်ဟင်းကြံစားတဲ့နောက်ပြီးအနိရုဒ္ဓဆက်မပြောနိုင်သေးပဲနှက်ခမ်းကိုသာတင်းတင်းကြိုက်ကရှေ့ကိုကြည့်နေတယ်။နောက်မှမိခင်ကတိကျင်စောနဲ့စူးစိုက်နေမှန်းတိတမှုနောက်ပြီးအမိကိုစော်ကားမော်ကားပြောဆိုကြတဲ့အမိနင်းအမိဟာစောယဟန်လွန်တော့နင်းအဖကိုယူခဲ့တယ်။ခုနင်းအဖယဟန်ဖြစ်နေပြီ။ နောက်တလင်ပြောင်းမှုအချိန်ကိုစောင့်နေတာဒီရင်ကပြောသူကိုအတင်းဝင်လုံးပြီးတတ်ပုတ်ခဲ့တာပဲသူတို့ကအမြငါကတူးတဲ့ဖြစ်ပေမဲ့ငါသူတို့ကိုအတော်ပဲနာကျင်စေနိုင်ခဲ့တဲ့အမိတားငယ်ရဲ့စကားအဆုံးမှာအမိမြောက်ပြန်တဲ့စကားမဆိုနိုင်နှကန်းနေတုံကြီးကငိမ့်ငိုင်မှိုင်တွေလို့သွားတော့တယ်ဘလောက်ကြလိုက်မှမသိနောက်မှတတိလဲလာကတားလက်ကိုဆွဲယူရင် လာတာနင်းကိုစီကြောကြမယ်ဆိုကာခေါ်သွားပြီးပေးရင်းနေတာဒီကို ရေနဲ့စီကြောပေးပြီးနားတဲ့နေရာများမှာဆေးမြင့်တို့တနခါတို့တွေကလူပေတယ်ပါဇက်ကလည်းတွတ်တော့ငါသားအခုမင်းလှုပ်နေတဲ့ကြည်စိုးလဲဘရင်သားနင်းလဲဘရင်သားပါပဲကြည်စိုးစုတ်ကတဲ့နဲ့နင်းတို့ဟာအမေကြီးမာမွေးကြီးအကိုတွေဖြစ်ကြတယ်နင်းအကိုတွေကနင်းကိုပြစ်ထားကြမယ်မဟုတ်ချေဘူး နင်းရွယ်ရောက်လာရင်သူတို့စီအမှုထမ်းကြီးနင်းသူကောင်းပြုခံရမှာပါတာတကယ်တော့ဒီအကြောင်းလေးကို အနိရုဒ္ဓရင်ကပဲသိပြီးပါပြီအမိထံကရော အဖေထံကရောကြာပူပြီးပါပြီကြည်ဆိုးရဲ့အမိ တောင်ပြင်းတဲ့သုတ်ကတိရဲ့အမိအလဲပြင်းတဲ့မိမိရဲ့အမိမြောက်ပြင်းတဲ့တို့ဟာညီအမအရင်းနေဖြစ်ကြကြောင်းသုံးယောက်စလုံးကိုစောရဟန်းမင်းကမိဖုရားမြောက်ခဲ့ကြောင်း ဇော်ယဟန်မင်းလွန်ပြီးမိမိဖခင်ကွန်းစော့ကြောင့်ဖြူမင်းဖြစ်လာတဲ့အခါသူတို့ညီမသုံးဦးစလုံးကိုပဲဆက်လက်မိဖုရားမြောက်ခဲ့ကြအောင်အဲ့ဒီတုန်းကတောင်ပြင်းတန်းမှာကိုဝင်6လအလဲပြင်းတန်းမှာကိုဝင်6လပါခဲ့ကြကြအောင်မိမိမိခင်မြောက်ပြင်းတန်းမှာဒါအငယ်ဆုံးမို့ဘာကိုဝင်မှမပါခဲ့ကြအောင်မိမိဖခင်လက်ထဲမှာပဲတောင်ပြင်းတန်းနဲ့အလဲပြင်းတန်းတို့ကကြည်စိုးနဲ့စုတ်ကလေးတို့ကိုအတီးတီးဇက်တိုက်မွေးဖွားခဲ့ကြတော့ဖခင်ကလည်းတားရင်တည်းလိုချစ် မိခင်ကလည်းသူ့ကလေးတွေကိုတားနဲ့ထိန်းချောင်းခဲ့ကြောင်းအရွယ်ရောက်လာတော့ဒင်းတို့ကဖခင်ကို အတင်းအာရမယဟန်ဝစ်စေပြီးကြည်စိုးကမင်းလုံနေခဲ့ကြောင်းကြည်စိုးနဲ့စုပ်ကလေးဟာအမိဘက်ကနေအကိုဝမ်းခဲ့တော်ကြပေမဲ့အဖေတဦးစီဖြစ်ကြတယ်နော်အမိအဖာတဦးစီဖြစ်ကြတယ်လို့အမိလည်းတဦးစီပါတာဒါပေမဲ့ငါကရောနင်းအဖကပါ သူတို့ကိုတားရလို့ပဲသဘောထားကြပါတယ် တာမိုက်ဒီတာမိုက်တကောင်ကတော့တက်ဆိုးမရှိခဲ့ဘူးနန်းတက်6နှစ်အရမှမုတ်ဆိုးတယောက်ရဲ့မြားချက်နဲ့ကြီးဆိုးကွယ်လွန်ခဲ့ရတယ်စုတ်ကတိဘရင်ပြက်လာတယ်အနိရောဓအရွယ်ရောက်တော့စုတ်ကတိစီမှာပဲအမှုတော်ထမ်းခဲ့တယ်အမိမြောက်ပြင့်တဲ့ကိုယ်တိုင်နန်းတော်ကိုသွားပြီးမိမိကိုအပ်ခဲ့တာဖြစ်တယ်အဲ့ဒီတော့ကအမိဟာစုတ်ကတိမင်းကိုတာလို့ပဲခေါ်ခဲ့တာကိုအနိရောဓတန်အတော်တွေ့ရတယ်တာစုတ်ကတိ ဒါနင်းညီငယ်အနိရုဒ္ဓပဲဒင်းကိုနန်းတော်မှာစေပါပြီတဲ့သုကတိမင်းကလည်းအမိကို အမိလို့ခေါ်ခဲ့တာဝန္တအဲလဲနှလုံးရွှင်ပြရှိခဲ့တာကိုလည်းအနိရုဒ္ဓသတိထားမိတယ်ငါမိရွှေနန်းတော်မှာမဆန်ရပေမဲ့လာမြဲဝါမြဲပဲကိုတဲ့ဟုတ်ပြီရဲ့အဲ့ဒီတော့ကအမိမြောက်ပြန်တယ်မှာအသက်40ပင်မပြည့်တတ်သေးသမို့ယောက်ျားတို့တတ်မှတ်စရာပဲဖြစ်နေသေးတာကိုအနိရုဒ္ဓမျက်မြင်ပါပဲ ယဟန်ကျောင်းကိုဥပုတ်တဲ့င်းလာယူတတ်တဲ့ကုံတယ်ပွဲစားကြီးတို့အဖယဟန်ကြီးစီတီလာယူရင်က အမိဘက်မျက်စိရောက်ရောက်သွားတတ်ကြတာကိုမိမိတတိမှုမိတယ်။တာမိရွာတဲသွားစဉ်တွေ့ရတဲ့ကာလာသားတို့ပင်အမိကိုလန့်ကြည့်ကချင်းချင်းလက်တို့တီတိုးပြောချဟန်ကိုလည်းမိမိကြုံဘူးသားပါ။ဆိုကလေးရဲ့နန်းတော်မှာအနိရုဒ္ဓထူးထူးထွေထွေလောက်ရတယ်လို့မရှိလောက်။ကွန်တော်ဆက်ပန်းတော်ဆက်လောက်ပါပဲ။ ယဟန်เจ้าမှနေသူပြီးပြီးစတတ်တဦးမှုကလန်တံပြင်တို့ရဲ့စရင်မှတ်တမ်းစတီမှာကိုညီရေမတ်ရသည်လည်းရှိရဲ့အများအဖျင်းကတော့ကိုရန်တော်တက်သားများစီကဓာရေးလှန့်ရေးအတက်တို့ကို စီးပူးတင်ယူလေးရှိတယ်ရင်းစည်းလဲလေးကျင့်ကြွကြင်လာတယ်နေခဲ့နန်းတော်မှာသွားရောက်မှုတန်းနေရကညနေနေဆောင်တာနဲ့ယဟန်เจ้าကိုပြန်ခဲ့ပြီး အဖအမိတို့နဲ့အတူနေတယ်အဖယဟန်းစီကတိစရာများ မေးမြန်းစီဘူးတယ်။တနေ့တော့အနိရုဒ္ဓချွေနန်းကပြန်လာရမှာသူ့အဖယဟန်းကိုမေးစရာတစ်ခုပါလာတော့တယ်။အရင်နေ့ကအနိရုဒ္ဓကလန်ဒီနဲ့လယ်ရီထဲသွားနေခဲ့ရတာ။ပူပူအားရတဲ့ပြန်လာရတော့နန်းတော်မှာနောင်တော်စုတ်ကလေးထမ်းရီပွဲတော်တီးနေခိုင်းနေကြုံနေ။သူ့ဟာတော်တော်ကိုထရေမူးနေပုံပါပဲ။ရာဇအင်ဒရီကိုတောင်ကောင်းကောင်းထိနိုင်ပုံမရ။ထရေငဲ့ပေး ဆရောသာလာချပေတဲ့ကိုလုတ်တော်လေးတွေကိုပဲတုကနန်းသိကနန်းကလူးနေတော့တယ်အနိရုဒ္ဓကိုမြင်တော့ဩငါညီတာနောင်မယ်ကြီးပင်ပန်းလာမှတ်တယ်နေကလည်းပူမပူပဲကိုဟေ့ဒင်းကိုထရေတမြူဆက်လိုက်ကြစမ်းတဲ့အနိရုဒ္ဓငေးကြောင်နေမိတယ်ခါတိုင်းအနိရုဒ္ဓလိုနာမည်ကိုခေါ်ရင်ခေါ်ဒါမှမဟုတ်ငါညီလိုခေါ်နေကြခုတမှုထူးခြားကား ညီသားနောင်မယ်ဒီသကစုဟာဘာအထိပ္ပယ်ဆောင်လဲဆိုတာကိုတိတိကျကျတော့အနိရုဒ္ဓမသိဒါပေမဲ့ကောင်းတဲ့သဘောနဲ့တုံတုံတာမဟုတ်ကြောင်းကိုတော့သူရိပ်သားမိတယ်လို့လို့ပဲသုတ်ကလေးရဲ့မျက်နှာညည်းကြီးကလည်းထရေမူးနေလို့တင်မဟုတ်သေးပဲမိမိနားမလဲနိုင်သေးတဲ့ရှိုးဝဲအကြောင်းတစုံတရာအကြောင်းမိမိကိုလောင်ပြောင်ကြည်စဲလိုဟန်ပေါ်လွင်နေလေတဲ့ယဟန်เจ้าကိုပြန်ရောက်လာကရေမိုးချိုးအနားယူပြီးတဲ့နောက်မှာ အနိရုဒ္ဓဟာအဖယဟန်ကြီးကိုခြေသုံးလက်နဲ့ဝစ်ဖြစ်ဖို့သူရှိရာခန်းစီလာခဲ့တယ်။အဖယဟန်ကနေပြီးတော့အကြောင်းမိမိတို့အလုပ်အကြောင်းမေးမြန်းတာတွေကိုလိုက်တင်ဖြေချာအလဘတ်တလဘပြောဆိုကြပြီးတဲ့နောက်အဖညီသားနောက်မယ်ဆိုတာဘာကိုပြောတာလဲလို့အနိရုဒ္ဓကကောက်ကငင်ကမေးလိုက်တယ်။နင်းဒီစကားကိုဘယ်မှကြားခဲ့ရတဲ့တုံးသားဒီနေ့နန်းတော်မှာနောင်တော်စုတ်ကလေးငါ့ကိုအဲ့တလို့ခေါ်လိုက်တယ်။ ဖယဟန်တော်တော်နဲ့မဖြစ်စဉ်းစားနေသလားစကားကိုရွေးနေသလားမသိဖြေမဲ့ဖြေတော့လေအေးအတိတ်ပဲကားတော့နင့်အမိကို သူသိမ့်ပိုက်လို့တဲ့သဘောပါအနိရုဒ္ဓဖကိုဝှက်ပြစ်နေရကငောက်ခနဲထားလိုက်တယ်ဟဲ့စော့ကားလာကြည့်ဒီအယုတ်ကောင်မင်းစိုးမင်းညစ်ကိုငါခုပဲတွားပြီးတက်ပြစ်မယ်အဖယဟန်သူ့ကိုလှမ်းဆွဲလိုက်တယ်တိခါအောင်ငါသားနင်းအရွယ်ရောက်ပြီဓာတ်တက်လှန့်တက် ထိုက်တဲ့တက်ပြီဆိုပေမဲ့နင့်မှာအင်အားမရှိသေးဘူးအင်အားမရှိဘဲနဲ့စုပ်ကလေးကို စိတ်မခေါ်နိုင်သေးဘူးနားထောင်အနိရုဒ္ဓလိုက်ရမဲ့လမ်းကိုကွန်းစော့ကြောက်ဖြူမင်းနန်းကြပရင်ကအသေးသေးညွန့်ပြတယ်ပုပ်ပားမှာမိမိကိုတစ္ဆာခံတဲ့တရေတွေအများပဲရှိတယ်သူတို့ကိုအနိရုဒ္ဓအကျိုးကြောင်းပြောပြအကူညီတောင်းကသူတို့အကူညီနဲ့အင်အားစုဆောင်ရမယ်ပုပ်ပားမှာလူကောင်းရနိုင်တယ်လို့မြင်ကောင်းလဲရနိုင်တယ်။အဲဒီမှာအနိရုဒ္ဓဟာမိမိရောမိမိရဲဘော်များပါ ြင်းသီးလေ့ကျင့်ရမယ်။ငါတို့အမျိုးက မြင်းသီးတော်မျိုးငါသားနေအဖို့တန်တဲ့မင်းဆိုမြင်းဝါဒနာကြည်လွန်းလို့မြင်းတင်းကုတ်တဲ့ညအချိန်မတော်ဆင့်ကြည်နေကြ။ဒါနဲ့ပဲမြင်းတင်းကုတ်ထဲမှာမတမာသူလှုပ်ကြံခံရပြီးနတ်ရွာဆန်ခဲ့ရတာ။ငါလဲကြောင်ပြူရက်မှမေတော်နဲ့မထင်မရှားနေခဲ့ရကအရွယ်ရောက်တော့မြင်းစီးပြီးပကံနန်းတော်ကိုတက်သိမ်ခဲ့တာပဲငါသား။မြင်းကိုဒုံဆိုင်ပြီးပကံနန်းတဲ့တန်းဝင်ခဲ့တာပါပဲ။ ငါတို့ကမင်းမျိုးမင်းနွယ်အစ်စ်တွေဖြစ်တယ်။ဒင်းယိုးကမျိုးယိုးမဟုတ်တဲ့မိလက်ခူတွေသုတ်ကတိအဖေစောယဟန်းဆိုတာတခွားဆိုင်တဲ့တောင်သူကြီးများကံထားတက်ခိုက်ဘရင်တက်ဖြစ်တာကံကုံတော့မရှိမလားအသက်ဆုံးခဲ့ရတာပဲ။သူသားကြည်စိုးနဲ့သုတ်ကတိလဲငါ့ကိုဥပဲ့တမြင်နဲ့ယဟန်းဝိစေတာနန်းလူတက်ခဲ့ကြတာ။ခုကြည်စိုးအသေးစိုးတည်ခဲ့ရပြီ။သုတ်ကတိလဲသူ့ဖုံးကံနေွယ်ချင်ရောက်ပြီ။ငါသား ဖုံးကန်တက်ချင်ရောက်လာပြီးပုပ်ပားကိုသွားအင်အားကိုစုဓာလန့်အတက်မြင်းစည်းအတက်မှာသူ့ထက်ထူးချွန်အောင်လေ့ကျင့်လေငါသားကိုနတ်တကြားတို့ဆောင်းမပါလိမ့်မယ်မကြမတင်မှာပဲအနိရုဒ္ဓပုပ်ပားကိုထွက်ခဲတော့တယ်ဆောင်းလျှောက်နေသူသားအနိရုဒ္ဓလည်းယဟန်เจ้าကပျောက်ွယ်သွားရောစုတ်ကတိလည်းယဟန်เจ้าကိုဆင်내ရောက်လာကမြောက်ပြင်တဲကိုခေါ်ယူသွားပါလိရောကွန်းစော့မင်းနန်းကြယဟန်ကြီးခမညာ မျက်လွှာချကမေတ္တာပို့လျက်ကြောင်းမှတပါးတည်းကျမ်းနေရခဲ့တော်တယ်ပုပ်ပားရောက်နေတဲ့အနိရုဒ္ဓသီကိုပြည်သူတွေဝင်လာမဆက်တတက်တက်ဖြစ်နေတော်တယ်နဂါးကိုကြွယ်တဲ့ညာဦးစောယဟန်းကိုရော သူသားတော်တွေဖြစ်ကြတဲ့ကြည်စိုးစုပ်ကလေးတို့ကိုရောပကန်းသူပကန်းသားတွေမကြည်ညိုကြဘူးသူတော်ကောင်းကြီးဖြစ်တဲ့ကွန်းစွန်မင်းနဲ့သာအနိရုဒ္ဓကိုတော့ကြည်ညိုကြတယ်အနိရုဒ္ဓမေတော်ကိုစုပ်ကလေးကတင်းယူလိုက်ပြန်ပြီးကြားရတော့ ဒေါတာအမျက်ချောင်းချောင်းထွက်ကြကအနိရုဒ္ဓအဘောတနာပုတ်မိကြပြန်ပြီးတိုးလို့တာကိုညီအားပေးကြပြန်တယ်ပထမပုတ်ပားနဲ့တဝိုက်နောက်ပကညာဦးနဲ့တဝိုက်စီကယောက်ျားပြုတ်အိုတို့အနိရုဒ္ဓထံတပွဲပွဲဝင်လာနေကြတယ်။နောက်ပကညာဦးနဲ့တဝိုက်စီကယောက်ျားပြုတ်အိုတို့အနိရုဒ္ဓထံတပွဲပွဲဝင်လာနေကြတယ်။ဝင်လာသူတို့ကိုအနိရုဒ္ဓရဲ့ရဲဘော်သွေးတောက်ကြီးများက ဓာလှန့်လေးများစည်ရဲစည်ရအတက်တွေပိုင်နိုင်အောင်တင်ပြပေးကြတယ်။မကြမီအနိရုဒ္ဓရဲ့တက်ဟာဆယ်ကားရာရာကားထောင်ထောင်ကတောင်ဖြစ်လာပါလေရော။မိမိဖခင်ပြောတဲ့အင်အားမိမိမှရှိပြီးလေ့ကျင့်နေလိုက်တာလေ။နှစ်အတန်ရှိပြီးဆိုတဲ့အခါမှာတော့အနိရုဒ္ဓဟာပုပ်ပားကိုအသက်ထိုးမြင်းကိုစီးကတက်ဥမဒလွတ်ကင်ခေါင်းဆောင်လျက်ပောက်ကာယာမမင်းနေပြီစီ။ တတ်တော်ကြီးနဲ့ချီတက်လာခဲ့တော့တယ်။မိမိစွမ်းကိုလည်းယုံကြည်မိမိတတ်မတော်သားတွေရဲ့တိုက်ရိုက်ခိုက်ရီကိုလည်းစိတ်ချသမှုအနိရုဒ္ဓရဲ့မျက်နာမှာကြောက်ရွံ့ဟန်တစက်ကမှမရှိဘူး။မန်တင်းဝင်ကြွားယောက်ျားပိသားတဲ့အသွင်ပဲလွှမ်းနေတယ်။တမတိယရဏရောက်တဲ့အခါတက်ကိုယန္နာပြီးပကံမင်းထံရာသဇံစေလိုက်တော့တယ်။နန်းကိုပဲပေးမလားစစ်ပဲတိုက်မလား။အနိရုဒ္ဓရဲ့ရွှေတဝင်းကိုရတဲ့အခါ သုတ်ကလေးဟာပထမတော့မျက်နှာကြီးနီရဲကဒေါသအမျက်ချောင်းချောင်းထွက်တော်တယ်။နောက်တော့ပြုံဖြီးဖြီးကြီးဖြစ်သွားရာကတဟားဟားနဲ့အာရပါရရဲတော်တယ်။ဟောင်းမလေးရဲ့အနိရုဒ္ဓသင်းကကရွင်းမှာအမိနှိုးရမစင်သေးသူဟာမြားငါဟိုတိုက်မရဲလား။ဟေ့ပုတ်ပါကတော်ပုံးတယ်။မင်းတို့တရားကိုပြောလိုက်ကြ။ငါကိုဒီလောက်တိုက်ချင်ရင်သူနဲ့ငါမြင်းစည်းချင်းတိုက်မယ်တမတိချောင်းကစောင့်တာနေလို့ ရှေ့ဘက်တစ်ခုက တက်လာတဲ့နေရဲ့ရှေ့တော်ပြေရောင်ကြီးလေးတွေဟာတမတီချောင်းရဲ့ရေအလင်းပေါ်မှာငွေရောင်မွေနကားတို့လှုပ်ကစားနေသည့်နယ်လူလွတ်နေတယ်။ကန်တဖက်တစ်ချက်မှာတော့တက်အသီးသီးရဲ့တကွန်းလေးအောင်လန်းလေးလေအဝိတ်မှာနတ်ပူးသည့်နယ်ရိန်ထိုးခါရန်နေကြပေါ့။နှစ်တက်လုံးကစစ်တီတွေကတော့တုတ်တုတ်မြမလို့လက်နဲ့တေတာအသက်အနေသားတွေနဲ့ ချောင်းတောင်ဘက်ကန်းကနတ်မြင်းလာထွာလာတဲ့မြင်းအတထိုကိုစီးကအနိရုဒ္ဓထွက်လာခဲ့တယ်။အလားတူမြောက်ဖက်ကန်းကသုတ်ကလေးထွက်လာတယ်။ကန်းနပူတစ်ဖက်တစ်ချက်မှာကိုစီရက်မိကြပေါ့။ငါလာပြီသုတ်ကလေးအနိရုဒ္ဓရဲ့မိုးချုံတန်။နင်ကငါနန်းကိုလိုချင်တာဒီဘက်ကန်းကိုလာခဲ့။သုတ်ကလေးရဲ့တရေတစ်ဖက်အတန်။နင်ကငါနန်းကိုလိုချင်တာဒီဘက်ကန်းကိုလာခဲ့။ ဆုတ်ကတိရဲ့တရေတပတ်တအနိရုဒ္ဓခြောင်းထဲသင်မှုအပြင်သူတက်တည်းကဟဲ့ကနေယုံကျင်းစုညံတံများပေါ်ထွက်လာတယ်။အနိရုဒ္ဓကလက်ပြလိုက်မှအတန်စိတ်သွားတယ်။သူမြင်းခြောင်းထဲစင်တစ်ဖက်ကန်းရောက်သွားရန်သူတော်နှစ်ဦးမျက်နှာချင်းဆိုင်နေမိကြ။ဒါကိုအလုံးအသက်ပင်မရှုနိုင်ငေးဆိုင်ကြည့်နေကြ။နင်ကအကြီးဖြစ်တဲ့ဆုတ်ကတိနင်းရင်ထိုးလေ။အနိရုဒ္ဓအဲ့တလို့អော်လိုက်ပြီးနောက်မှာ သူကလေးကလန်ကိုအတင်းချိန်ကင်ရင် မြင်းကိုတစ်ချက်တိုးလိုက်ကကြားကနေကြောင်းမက်ဖွဲ့အတန်ကြီးနဲ့အော်ပြီးဒုံဆိုင်တိုက်ခိုက်တော့တယ်။လေးပွေမုံတိုင်းတအားဝေရန်တိုက်ခိုက်တယ်လို့ထင်ရတော့တယ်။အနီရုဒ္ဓယင်ဝသီကိုတဲတဲ့ထိုးဝင်တော့မှမဟုတ်ချက်။ယင်မနေကြတော့အနီရုဒ္ဓရဲ့ခန်းနေတဲ့အရိန္ဒမလှန်နဲ့သွားတိုက်မိကလမ်းချော်သွားပြီးမြင်းကဥကိုသာထိုးမိလို့တယ်။ နေရုဒ္ဒရဲ့လူသူအလုံးရင်းကိုမြင်လိုက်ရကြတဲ့ကသွေးလန့်နေပြီဖြစ်တဲ့သုတ်ကလေးဟာမိမိလှန့်အားကိုအနိရုဒ္ဒခံနိုင်တာကိုမြင်လိုက်ရပြန်တော့ဟန်ပင်မဆောင်နိုင်တကူလုံးတုံးနေလေတော့တယ်။ကိုင်းငါအလက်လို့အနိရုဒ္ဒဟစ်အော်လိုက်ပြီးအမိအတွက်ကလေးသားဟေးဆိုကမြင်းနဲ့ထိုးတော့တယ်။ညာဆန်လိုက်တာမိုးချိုးပြက်သလားထင်မှမားတော့တယ် မျက်စိတကလျက်တပြက်ခတ်မှာကြည်လိုက်တော့မြင်းပေါ်ကစုတ်ကတည်းမှာရှေးကားဝင်နောက်ကထွက်သွားတဲ့လှန့်ကြီးတန်းလန်းနဲ့ကြောက်အားလန့်အားပြေးတဲ့မြင်းပေါ်ကပါသွားတာကို တွေ့မြင်ကြရတယ်။အနိရုဒ္ဓနဲ့စုတ်ကတည်းတို့ရဲ့စီချင်းထိုးပွဲတဲ့တင်းဟာ ပောက်ကာယာမနေပြည်တော်နဲ့တကွညောင်ဦးပုတ်ပန်းနယ်တဝင်းတော်မီနဲ့ပြန့်နှံ့သွားတော့တယ်။မြင်းစီချင်းထိုးပွဲကိုကြည့်မယ်လို့လိုက်လာခဲ့တဲ့မြောက်ပြင့်တဲ့မိဖုရားလည်း လမ်းမာတင်ခင်မွန်ဖြစ်သူကြဆုံးမိဆိုတဲ့တဲ့င်းကိုကြားရတဲ့အခါရင်ကိုထုကမြေပေါ်လူးလိတ်ငိုကြွေးလိုက်တာရင်မာစီးတဲ့ရင်ဝတ်ပင်ကြွကြရတော့လေနှုတ်ကလည်းငါရဲ့တူသားလဲဟုတ်လင်းလဲဟုတ်တဲ့ပုတ်တလင်းပုတ်တလင်းအခုတော့အသေးဆုံးနဲ့တရားလေခြင်းလို့မြည်တမ်းနေတော့လေ မိဖုရားကိုချော့မော့ပြုစုနေကြခိုက်မှာပဲအနိရုဒ္ဓအဲ့ဒီနေရာကိုမြင်ကြီးစီလို့ရောက်လာတယ်။သူ့ကိုလည်းမြင်ရောမိဖုရားဟာရွံရီတော်တည်းရဲ့လက်ထဲကယုံထကတားကိုလက်နဲ့ငေါငေါထိုးရင်ဟဲ့အနိရုဒ္ဓတားမိုက်နေနဲ့အကိုလဲတော်နင်းအမိငါရဲ့လင်လဲဖြစ်နင်းကိုနန်းတော်မှာယာတုပေးဆောက်ရှောက်ထားခဲ့တဲ့ယေရှုရှင်ကို နင်ရရဆက်ဆက်လန်နဲ့ထိုးတက်ရပလေတယ်ဟင်ကျေစုကံအနိရုဒ္ဓအံ့ဩခြင်းမကအံ့ဩတဲ့မျက်နာနဲ့အမိကိုစူးစိုက်ကြည့်နေပြီးမြင်းကိုခြာကနေလဲကပကံနန်းတော်စီသွားမဲ့အစာဖခင်ရဲ့ယဟန်ចောင်းစီကိုပဲဦးလဲခဲ့လေတော့တယ်စာရေးသူကြီးမှတ်ချက်သုကတိလန့်ထီကမြင်းပေါ်ပတ်သွားတဲ့အရက်ကို မြင်းကပါ မေတော်ပုတ်တလင်မြည်တမ်းတဲ့နေရာမှာတဲတဲ့ဘုရားကိုပုတ်တလင်ဘုရားမေတော်ရင်ဝိကျွတ်ရအရာမှာတဲတဲ့ဘုရားကိုရင်ဝိကျွတ်ဘုရားတွင်ကြောင်းမှန်နှမ်းရသဝင်နဲ့ဥကလာရသဝင်တို့ကဆိုတယ်မောင်တာနု1993